Hello အားလုံးမင်္ဂလာပါ ကိုစောဖူဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီကနေ့ကျက်သားမွန်ချက် ချင်းချင်းဆက်ဆက်ချက်နီလေးလမ်းမြဝေပေးတာပါ ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်အထိကြည့်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်အရင်ဦးဆုံးကျက်တုံဖြူငရုတ်တီဆိုင်ဇပလင်ကျက်တော်နီဒီလေးမျိုးကိုကျွန်တော်ညက်အောင်အရင်ထောင်းထားလိုက်ပါမယ်မြောက်တီလေးထောင်းလို့ညက်ပြီဆိုရင်တော့ကျွန်တော်တို့သွက်ချက်ကြရအောင်နော် ကြက်သားထဲပါမယ်ဆွမ်းနာကထောင်းထားတဲ့ငရုတ်တိနှစ်ကိုထိပ်ပြီးရင်တော့ငရုတ်ကောင်းလေးအနေငယ်ထည့်လိုက်ပါရနော်ဒါကတော့ဆွမ်းနေမှအနေငယ်ပြီးလို့ရှိရင်စားနှစ်စွန်းလောက်ထည့်လိုက်ပါရချိုးမှအနေငယ်မကြိုက်ရင်မထည့်လို့ရပါရနော်ပြီးလို့ရှိရင်စီလေးအနေငယ်ထည့်လိုက်ပါရဒါကတော့စိမ့်စားငါပြီးလေးအနေငယ်ထည့်ပြီးရင်တော့အားလုံးရောသမသွားအောင်လက်နဲ့နေထားပေးရပါမယ်ဒီနေ့ကတော့ကိုရီးယားကျက်အမအတူမကိုအတောင်ပြုထားပါတယ်နော် ဒါကတော့ကျွန်တော်ရေလောင်းမှမထည့်သေးပါဘူးเนาะအရာဒါလေးအသားတွေဆက်ဝင်သွားအောင်ကျွန်တော်ဒီလိုမျိုးခဏလောင်းလိုက်ပြီးရင်တော့ရေကိုများများထည့်လိုက်ပါတယ်ဒါကတော့တနာကြီးကြောကြောချက်ထားတဲ့အနေထားပါเนาะစတားလေးနဲ့ငယ်နူးလာပြီဆိုရင်တော့ကျွန်တော်မြန်ပြားလေးထည့်လိုက်ပါတယ်เนาะကြတားလေးနူးနေပြီဆိုတော့ကျွန်တော်တို့ရေကို လိုတဲ့လောက်သတ်ထည့်လို့ရပါတယ်เนาะအရာဒါအတွက်ကတော့လိုတာသတ်ထည့်လို့ရပါတယ်เนาะ ။အရာဒါလည်းစင်ပြေပြီဆိုရင်နောက်ဆုံးမှာရှန်နနာလည်းအောက်လိုက်ရင်ကြက်သားမွန်ချက်ချင်းချင်းဆက်ဆက်ဟင်းတစ်ခွက်ရပါပြီနော်။ဒီဟင်းကတော့ရာဒီအုတ်တုအေးနဲ့ဆိုရင်တော့ကွက်တိပဲနော်။ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်အထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။